ကဲမင်္ဂလာပါမျိုးတို့ရေပြီးခဲ့ပတ်ကတော့เนาะကျွန်တော်လဲတိတ်ပြီးထက်တဲ့တန်တန်တော့မလုပ်ပေးနိုင်ခဲ့ဘူးပေါ့เนาะကျွန်တော်တို့အနေနဲ့ဘာတွေလုပ်ပေးနိုင်သလဲဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့တန်းလေးပေါ့เนาะတန်းလေးဆိုရင်လည်းကျွန်တော်တို့ဒီတန်းလေးပဲဒီတန်းလေးနဲ့တူကျွန်တော်ရဲ့ Viber ပတ်တီသမားတွေပေါ့ပဲကျွန်တော်ကောင်းမွန်မလုပ်ပေးနိုင်ခဲ့တယ်ပေါ့เนาะဒီတန်းလေးဒီတန်းလေးဆိုပထမကျွန်တော်တို့ဟိုဟာ63ပေါ့เนาะ63ထွက်တယ်ဒီချိန်အောင်နေနောက်တစ်ခါဟိုဟာ18ထွက်တယ်ဒီချိန်အောင်နေနောက်ပြန်ကြပြန်ဖြစ်တဲ့အတွက်63ဆိုပြီး ဖြစ်တဲ့အတွက်ဒီကောင်ကသုံးချိန်အောင်တယ်နော်ဒါလေးတခုပဲဒီလူဟိုကထိုးတဲ့လူလေးနောက်တစ်ခါဒီမှာကျွန်တော်ဒီအခွေပိုင်းပေါ့နော်အခွေပိုင်းမှာဆိုရင်တစ်ရှိခဲ့တစ်ခွန်ရဆိုပြီးနှစ်ချိန်အောင်တယ်ပေါ့နော်ဒီကျန်တာလေးတွေကတော့ကျွန်တော်ဟိုအောင်မြင်မှုလေးတိတ်မလုပ်ပေးနိုင်ဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်20လေးစလိုက်အောင်20စမယ်ဆိုရင်ကျွန်တော်တို့ဟိုဒီ20ကိုအမြဲတမ်းယူခြင်းတဲ့လူတွေအတွက်တွက်လို့ရအောင်ကျွန်တော်ဟိုမနေ့ပိုင်းမထွက်ညနေပိုင်းမထွက်တဲ့နေရာကနေစတွက်ပြမယ်နော်အဲ့တော့3 3ညာ ညနေပိုင်းမှာမထွက်ပါဘူး၄3ည9 3 3 3 3 2ဆိုပြီးဒီလိုမျိုးရှိပါတယ်ဒီမှာမထွက်တဲ့အတွက်ကျွန်တော်ထွက်တဲ့နေကိုကျွန်တော်အရင်အောင်ပြောလိုက်မယ်เนาะအဲ့တော့ကျွန်တော်ဒီမှာ၄3 4 6 5 6 4 6 4 4ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ပါတယ်အဲ့မှာကျွန်တော်တွက်မယ်ဆိုရင်ဘယ်လိုတွက်တယ်လဲဆိုတဲ့အခါကျတော့ D4 ရဲ့တဲ့เนาะ D4 D4 ရဲ့ D1 ကပေါင်း5 D9 နဲ့ပေါင်းတော့4ပါတဲ့เนาะ4၄၄ရဲ့ပါဝါကို၄ရဲ့နဲ့ကကနှစ်၄ကိုနှစ်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်ရှိတဲ့မအောင်ပါဘူး၈၄တဲ့၈၄မှာကျွန်တော်၄တလုံးထိပြီးတော့အောင်ခဲ့ပါတယ်တဲ့ကောင်းပြီ D20 အတိုင်းအပေါ်ဟာကြာရင်ဘယ်လိုလုပ်တွက်မလဲဆိုတဲ့ဟာမျိုးပေါ့နော်ဒါကျွန်တော် တွက်ပြမယ်အဲ့တော့ဘာဖြစ်လဲဆိုဒီနေရာမှာကျွန်တော်တို့ကမထွက်တဲ့အတွက်ဒီနေရာမှာကျွန်တော်တို့၃ညသဘောပဲထားရမယ်ဒါကျွန်ချာရအဲ့တော့ကျွန်တော်ကျွန်တော်ဒီနေရာမှာ၃ညထားမယ်နော်၃ညသဘောထားမယ်ဒီ၉နဲ့ပေါင်းတော့၉ပါပဲတဲ့နော်၉နဲ့ဒီ2နဲ့ပေါင်းတော့တစ်ပါတဲ့နော်တတရဲ့ပါဝါ6တရဲ့နဲ့ခက်ခါရှိတ6ရှိဆိုရဲ့ဂီသုံးလုံးဒီအပြင်မှာထွက်ရမယ်ဒီလိုကောက်မယ်နော်အဲ့လိုကောက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘာထွက်သွားတဲ့လဲဆိုတဲ့အခါကျတော့6ခွန်နော် 6.6ဒရုန်း TV အောင်ခဲ့ပါတယ်6နှစ်6နှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးเนาะဒါလေးတော့ကျွန်တော်တို့ဟိုသဘောပေါက်စေချင်လို့ကျွန်တော်တက်ဟိုဟာပြခြင်းပဲဖြစ်ပါရဲ့ဗျာเนาะအဲဒါဆိုတော့သဘောပေါက်မယ်ထင်ပါတယ်เนาะကျွန်တော်ဟိုအပေါ်ရောအော်ဒီယိုပြန်ပြတော့ရှုပ်သွားမှာဆိုတော့မရှုပ်ဘူးเนาะကျွန်တော်ဒီကောင်20မျိုးဒီလိုမျိုးဖြစ်ခဲ့ရင်ဒီလိုတွက်ဖို့ကျွန်တော်ကဒီကောင်အရင်တွက်ပြပြီးတော့မှဒီကောင်နောက်ကိုပြန်တွက်ပြရင်ဖြစ်တယ်เนาะအဲ့တော့ခုနကဒီမှာတော့ရှစ်လေးမှာအောင်တယ်ဒီမှာ6ခွန်မှာအောင်ခဲ့တယ်ပေါ့เนาะโอเคနောက်တစ်ပြန်တွက်ပါမယ် ်ရှင်ငါရှင်ငါ၅နှစ်ရှင်ရှင်၆နှစ်ရှင်ရှင်၆နှစ်၄3ည3ည3ည3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဒီ6ကပေါင်း8ပါတဲ့ဒီ3ညနဲ့ထပ်ပေါင်းတော့လေ8ပါပဲတဲ့နော်8 8ရဲ့ပါဝါ3ရှင်းနဲ့ခက်ခက်တိ8 3တိဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ကဘာကြီးထွက်သွားသလဲဆိုတဲ့ခါကျတော့1 5တဲ့ တင်ကားမှာတစ်တလုံးထိပြီးအောင်ခဲ့ပါတယ်6တဲ့6မှာလည်း6တလုံးထိပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြင်ဟိုကျွန်တော်တက်ပြပါမယ်ဒါတွေရောအတွက်ဟိုကီးတွက်နီးတွေပါနော်ကီးတွက်နီးတို့ယူထားကျွန်တော်ကီးရတခါလေကီးနဲ့ထိနေတွဲတယ်တခါလေကီးနဲ့ဗရိတ်နဲ့တွဲတယ်အဲ့လိုမျိုးကြီးဖြစ်နေတယ်ကျွန်တော်တို့နီးတယ်အကုန်လုံးတော့ဇုံတွဲတဲ့ခါလေတွဲတယ်အဲ့ဒါလေးတွေဖြစ်တဲ့အတွက်ကိုကြက်ရကိုကြက်ရယူပြီးကစားလို့ရအောင်ကျွန်တော်ကကျွန်တော်ကတော့အများသောအားဖြင့်နီးပေးခြင်းပဲဖြစ်တယ်နော် ကဲအဲ့တော့တင်း986တင်း986ပြီးသွားတဲ့ခါကျတော့69 53 69 53 65 65 55 56ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တွက်မဲ့ဆိုရင်3ရဲ့1ကပေါင်းတော့4 5နဲ့ပေါင်းတော့6ပါတဲ့နော်6 6ရဲ့ပါဝါ4 6ရဲ့နှစ်ခက်က6 ဟိုးလေးချဆိုတဲ့ကီးတောင်းလုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့တစ်ခွန်းတစ်ခွန်းနဲ့မအောင်မအောင်ဗျခွန်လေးခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်လေးတလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါရဲ့ဗျကဲနောက်တစ်ပြင်ကိုကျွန်တော်တွက်ပါမယ်38 66 38 66 4 4 3 9 3 9 3953ခု3953ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ရက်ဒီ3ရက်ရဲ့ပေါင်း6ပါပဲတဲ့ဒီ3ရက်နဲ့ပေါင်းတဲ့အခါကျတော့9ရက်ပါတယ်တဲ့9ရက်ပါပါ4 9ရက်နဲ့ခက်ခက်6 9 6ဆိုတော့ကီး3လုံးမြဲဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့3ရက်8တဲ့မအောင်ပါဘူး2လေး2လေးတဲ့2လေးမှာတော့ကျွန်တော်တို့4တလုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ဗျာ ကဲနောက်တစ်ပြင်တို့တပမယ်နှစ်369နှစ်369နှစ်ခွေ73နှစ်ခွန်73နှစ်ခွန်69ခွေ69ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ9ရယ်ဒီ10ကဲပေါင်းခွန်ဒီ6နဲ့ပေါင်းတော့3ပါတဲ့3 3ရဲ့ပါပါရှိ3ရဲ့နှစ်ခက်က5 3 5ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲကောင်းပြီအဲ့တော့ကျွန်တော်ဗားရထွက်သွားတဲ့လေးကြည့်လဲရအောင် ကိုးငါးတဲ့ကိုးငါးမှာကျွန်တော်တို့ငါးတုံးထိပြီးအောင်ခဲ့ပါတယ်။ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျ။ကဲနောက်တစ်ပြင်တော့တက်ပါမယ်။ဒေ3968ဒေ3968နှစ်1 4နေတဲ့၄၈၆၃၉၉၆၃၉၉ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ၈ကဲ ဒီ၄ရဲ့ပေါင်းနှစ်ပါတဲ့နှစ်ဒီ၉နဲ့ပေါင်းတော့တစ်ပါတဲ့တရဲ့ပါဝါ6တရဲ့နဲ့ခက်ခက်ရှိတ6ရှိဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့တရှိတရှိတဲ့တရှိမှာတကောရှိကောထိပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်တတိတတိတဲ့တတိမှာလည်းတတုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျခဲနောက်တစ်ပြုံတပမယ်ကိုလေး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  လေးကိုခွန်လေးနှစ်သုံးခြောက်သုံးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီလေးရယ်ဒီခွန်ရယ်ပေါင်းတော့1ဒီ6နဲ့ပေါင်းတဲ့အခါကျတော့ခွန်နဲ့နော်ခွန်ခွန်ရယ်ပါပါ1ခွန်ရယ်နဲ့ခက်ခက်3ညခွန်1 3ညဆိုတော့ဒီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့2 9 2 9တဲ့2 9မှာ1တလုံးထိပြီးအောင်ခဲ့ပါတယ် လေးတုံညရဲလေးတုံညမှာလဲတုံညတလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲအဲ့တော့ကျွန်တော်တို့တနင်္လာနေ့အတွက်တွက်လိုက်ရအောင်တေရှိတေခွန်တေရှိတေခွန်ခွန်ကိုလေကိုခွန်ကိုဟုတ်တယ်နရက၃ညာရှိ 63ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီခွန်ရဲ့ဒီခွန်ရဲ့ပေါင်းတော့၄ဒီ6နဲ့ပေါင်းတော့3ညပါတဲ့3ညရဲ့ပါဝါ5 3ညရဲ့နှစ်ခက်ကခွန်3ည5ခွန်ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့3ည5ခွန်ဆိုတော့ကြီးသုံးလုံးကိုကျွန်တော်တို့ဒီဘက်မှာကီးထိတ်ကလေးနဲ့ကပ်ပါမယ်ကီးထိတ် ကီးထိတ်က3 8 1နောက်တစ်ခါကီယိုယိုကီယိုယိုက305ခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရထားပါတယ်ထုံးစံအတိုင်းပဲကျွန်တော်ကတော့ကီးနဲ့ထိတ်နဲ့ပဲတက်ပါမယ်303 305 309 83အာ ဟုတ် sorry 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 နော်အဲကျွန်တော်ဟိုကီးကိုထိတ်သွားလောက်ထားရယ်နော်အဲ့တော့339 39839839839839139ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့မှာကျွန်တော်တို့ break line ပေါ့နော် break line မှာ break line ကဘာလဲဆိုရခါကျတော့1 6 9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  ရှင်းဟိုတဲ့အဲ့မှာတိ6ဒီ main break ဖြစ်ပါတယ်တဲ့เนาะအဲ့တော့တိ6နဲ့ပတ်သက်တာကိုလိုက်ကြည့်မယ်ဆိုရင်ဒီမှာ30နဲ့တင်9ပဲရှိပါတယ်เนาะ30နဲ့တင်9ပဲရှိပါတယ်အဲ့တော့30နဲ့တင်9ဒီအကောင်ဆုံးလို့ကျွန်တော်တို့ကစဉ်းစားရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကထပ်ပြီးစဉ်းစားစီကျင်တာကတော့ပြန်ကြပြန်ကြဆိုတာပြီးခဲ့ပကတနင်္လာနေ့မှာ63တောက်တောက်ကြနေ့မှာလည်း63ဆိုပြီးပြန်ကြထွက်ခဲ့တဲ့အတွက်ဒီတစ်ပတ်မှာ1 2 6 8ဆိုတဲ့အခွေကလာနိုင်ပါတယ်တဲ့เนาะ အခွေရလာနိုင်ပါတယ်ထို့အတူပဲတဲ့ကျွန်တော်တို့တောက်ကြံနေတာ38လို့ထွက်ခဲ့တဲ့အတွက်မနေ့ပိုင်း38ထွက်ခဲ့ရင်1 3958ဆိုတဲ့အခွေရလဲလာနိုင်ပါတယ်တဲ့အဲ့တော့အခွေရနှစ်ခုပေးနေတော့ခင်ဗျာကျွန်တော်တို့ဘာလုပ်ကြမလဲဆိုအကြိုက်တဲ့အခွေတစ်ခုကိုယူပြီးကစားနော်ကျွန်တော်ပြအခွေနှစ်ခုလုံးကိုယူကစားဖို့လည်းမဟုတ်ဘူးတချို့ကဟိုကတိကတဲ့ကျဉ်ကျဉ်ဖန်ဖန်ဝင်ပြီးမန့်တယ်လို့ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောကြည့်ဖြစ်တယ်ဒီအခွေကိုကြရင်ဒီအခွေကိုကစားဒီအခွေကိုကြရင်ဒီအခွေကိုကစား အဲ့မှာကျွန်တော်တို့ပြန်ပြီးကြည့်ရမယ်ဆိုရင်0800ဆိုတဲ့အတွက်ဒီ0800ခရီးရတယ်ကျွန်တော်တို့မပယ်တင်ဘူးလို့ကျွန်တော်ထင်တယ်နော်ထည့်ထိုးတင်တယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကအဲ့ဒီထဲမှာမှဒီ၃ခွက်ဖြစ်သွားတာပေါ့နော်ဟိုဟာတုံညာရဲ့တင်ငါရဲ့၈ခွန်ရဲ့ပေါ့နော်အဲ့ဒီ၈ခွန်ထဲမှာမှကျွန်တော်တို့တန်လီတန်လီရဆိုတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့၃ချိန်တီတီအောင်ခဲ့တဲ့တန်လီဒီကနေ့ထိုးခြင်းတဲ့လူတွေအတွက်ပြောမယ်ဆိုရင်၄နှစ်ခွန်၃ညဆိုတဲ့အပေါ်တန်းနောက်တစ်ခါ၄၉၆တိဆိုတဲ့အောက်တန်းနဲ့ကျွန်တော်တို့အပေါ်အောက် နှစ်ကြိမ်အ ਨੇ ဆုံးထွက်ရမယ်ပေါ့နော်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ဒါတော့စားစားပေါ့နော်အဲ့မှာကျွန်တော်တို့ပြန်ပြောမယ်ဆိုရင်တစ်တုံညာဒီအပေါ်အောက်ညည်တဲ့အတွက်ဒီမှာတစ်တုံညာဒီကျွန်တော်တို့ main အနေနဲ့ကျွန်တော်ကတော့ထားပြီးထိုးစေခြင်းနဲ့နော်တစ်တုံညာကို ကျွန်တော် main အနေနဲ့ထားပြီးထိုးမယ်ကျွန်တော်ထိုးမှာကိုပြောတာနော်အမျိုးလိုလဲကြိုက်ရင်လိုက်ထိုးတင်ငားနဲ့ရှစ်ခွန်ကိုကျွန်တော်ဒုတိယအရန်ထားပြီးကျန်တာလေးတွေကိုတော့အဲစိတ်ကူးတဲ့တဲသလောက်ပေါ့နော်ကျွန်တော်တို့ကစားပါမယ် ကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတင်းတင်းလာနေမှာအဖွင့်လှလာနေရကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ